မင်္ဂလာပါဘောလုံးမဲတပွဲရဲ့အသက်ဝိညာဉ်ဟာကွင်းထဲရကစားသမား22ယောက်ထဲမဟုတ်ပါဘူးဘွဲကြည့်စင်ဘောကပြိတ္တတွေရဲ့ဖန်တီးမှုတွေကလည်းဒီအားကစားနည်းကို ပိုပြီးလှပစေတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့အီတလီစကား T4C ကနေစဉ်သက်လာတဲ့ပြိတ္တတွေရဲ့ချစ်ချင်းမုန်းချင်းလွမ်းဆုပ်ခြင်းတွေကိုပေါ်ကျူးထားတဲ့ T4 ဆိုတဲ့ယဉ်ကျေးမှုအကြောင်းကိုပြောပြခြင်းပါတယ်ဒီရသည့် ပရီးမီးယားလိအဖွင့်ရတဲ့တဲ့ဘက်မှာဝမ်းနေစရာအကောင်းဆုံးဒါပေမဲ့အလားပါဆုံး T4 တစ်ခုကို Wolf အသင်းရဲ့ပရိသတ်တွေကဖန်တီးခဲ့ကြပါတယ်။နွေရာသီမှာကွယ်လွန်သွားခဲ့တဲ့သူတို့ရဲ့ကစားသမားဟောင်းဒီယေဂိုဂျိုတာကိုဂုဏ်ပြုတဲ့အနေနဲ့ရွှေရောင်လွှမ်းတဲ့လေကွင်းပြင်နဲ့မင်းလျှောက်လန်းတဲ့အခါငါတို့မင်းကိုတတိယနေမှာပါဆိုတဲ့စာသားနဲ့အတူဂျိုတာပုံရိပ်ကိုလွမ်းမောပွဲပေါ်ကျူးခဲ့ကြတာပါ။တစ်ဖက်မှာတော့ ရှစ်နှစ်ကြာမှပရီးမီးယားလိစီကိုပြင်ရောက်လာတဲ့ဆန်ဒါလန်ပရိသတ်တွေကသူတို့ဒေတာရဲ့ဒန်နာယီလာနဂါးကြီးကိုတက်ဖြတ်တဲ့သူရဲကောင်းပုံရိပ်နဲ့သူတို့ရဲ့ပြန်လာမှုကိုခန်းနာစွာကြေညာခဲ့ကြပါတယ်။ Northern Forest ပရိသတ်တွေကတော့ပိုပြီးတော့ကြပြဆက်ပါတယ်။စိတ်နှလုံးကိုစွန့်လွတ်ပြီးဝိညာဉ်ကိုရှာဖွေဖို့တောအုပ်ထဲကိုငါဝင်သွားမယ်ဆိုတဲ့19ရာစု စာဆိုတယောက်ဖြစ်တဲ့ဂျွန်မြူရာရဲ့စာသားတွေနဲ့အတူထရန့်အန်တစ်ဖက်လုံးကိုအယောင်သွေးဆုံနေစွာပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့တီဖိုရီဟာဂုံပြုတ်ဖို့တသက်တော့မဟုတ်ပါဘူး။တစ်ဖက်အသင်းကိုလှောင်ပြောင်မှုအတွက်လည်းအကောင်းဆုံးလက်နက်ပါပဲ။မန်စီးတီးပရိသတ်တွေကရီယယ်မက်ဒရစ်ကစားသမားဗနီစီယပ်စ်ကိုဘလွန်ဒေါ်မရခဲ့တာကိုလှောင်ပြောင်တဲ့အနေနဲ့အိုအစ်အဖွဲ့ရဲ့တချင်းစာသား ငိုမနေပါနဲ့တော့လို့အတိတ်ပဲရတဲ့စာသားနဲ့အတူသူတို့ရဲ့ကစားသမားရိုဒရီရွှေဘောလုံးကိုနမ်းနေတဲ့ပုံကိုဂုံယူဝင့်ကြွားစွာထုတ်ဖော်ပြသခဲ့ကြတာပဲဖြစ်ပါတယ်။ကမ္ဘာချန်ပီယံချယ်ဆီပဲဖြစ်ဖြစ်နီးပြအွန်လိုင်းအမ်ရီကိုဂုံပြူတဲ့ဗီလာပရိသတ်တွေပဲဖြစ်ဖြစ် DT4 ရအားလုံးဟာဘာကိုပြနေလဲဆိုတော့ဘောလုံးပွဲဆိုတာကစားပွဲသက်သက်မဟုတ်ပဲစိတ်ခံစားမှုတွေကိုပေါ်ပြရာပြဇက်ယုံကြည်တစ်ခုဖြစ်နေတယ်ဆိုတဲ့အကြောင်းသက်သေပြနေခဲ့တာပဲဖြစ်ပါတယ်။ အခုနားဆင်နေတဲ့ပရိသတ်ကြီးကရောဘယ်ဒီဖိုကိုအကြိုက်ဆုံးပါလဲကောမန့်မှာဝင်ရောက်ဆွေးနွေးသွားပေးခဲ့ကြပါဦးခင်ဗျာ အဆုံးထိနားဆင်ပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ